ဖျားရှိခိုးပြီဆိုရင်မျက်မျက်လုံးလို့ယင်ထဲမှာနှလုံးသွင်းပြီးမှရှိခိုးမယ်ဆိုရင်တော့အဲ့ဒီကုသိုလ်ကအကျိုးပေးလိုက်တာတာမန်ပေါ့စိန်ပေါ့ပေါ့ပြီးတော့ထသွားတဲ့လူကြီးကုသိုလ်နဲ့တော့မရှင်းလို့မရဘူးအဲ့ဒါဥဒတိထားဖို့လို့လောကလူတွေကအကျိုးတရားကြတော့ခေါင်းစားရခြင်းသို့တော့လုံဆောင်မှုကခေါင်းစားဖြစ်မှာအကျိုးတရားကိုသွားရနိုင်တယ်လို့ပြောတယ်။တာမန်လုံးရင်တော့တာမန်ရှိမယ် အလက်တန်းစားလို့ရင်လက်တန်းကအဆင်ပြေတော့ဒါတော့ကိုယ့်ကိုယ်အကောင်းဆုံးရချင်တဲ့ဆင်အကောင်းဆုံးပြောင်းလုပ်ကြရမယ်ဆိုတာကိုတော့အတိတရားရှိထားဖို့လိုအပ်တယ်ပေါ့နော်အခုခေတ်လက်ကြည့်ဘုရားဝတ်တဲ့မယ်ဆိုရင်တော့ခမင်းချက်ရတဲ့သွားပြီးဩဃာတာဩဃာတာလုပ်စင်လုပ်နေကြမှာအဲ့တော့ဘုရားဝတ်တဲ့မယ်ဆိုရင်လည်းဘုရားကနဲ့အဲ့လိုမသွားသင့်ဘူးပေါ့ဈေးမိုးချိုးနန္ဒာတွေဘာတွေဖီလင်းပြီးပါဘုရားကနဲ့ပါတန်တန်ပြန်ပြန်သွားသင့်တာပေါ့နော် ချစ်ကြတဲ့ဆန်းနဲ့မသွားနဲ့ချွေးတွေစားနေတဲ့ဘုရားကနဲ့